ရှင်သွင်းလေးအတွက်နင်းတော်ကြီး၁၀သိန်းကနေပြီးထက်လို့ခြင်းလို့ခိုင်နေဝေကိုအကူအညီထပ်တောင်းလိုက်တဲ့မိခင်ဖြစ်သူပရိသတ်များအားလုံးမင်္ဂလာပါရှင်။ပြည်ခဲ့တဲ့ရသက်တပတ်တွေအတွင်းမှာမြမလူမှုကွန်ရက်ပေါ်မှာတော်တော်လေးလှုပ်ခတ်ခဲ့ပြီးအခုချိန်ထိတိုင်အငင်းပွားမှုတွေအတက်အကျတွေနဲ့မပြေးဆုံးနိုင်သေးတဲ့အဖြစ်အပျက်တစ်ခုရှိနေပါသေးတယ်။ အဲ့ဒါကတော့လိုင်တာယာမျိုးနယ်ကတွဲသားသူအထယ်ဆိုင်မှာဖြစ်ပွားခဲ့တဲ့ကလေးငယ်တယောက်ကိုချီပြီးတော့ပစ္စည်းခိုးယူမိလို့ဆိုင်ရှင်မဝော်ဝါလိုင်းကကိုတီလက်ရောက်ဆုံးမခဲ့တဲ့အတော်ကြီးရဲ့ကိစ္စပါပရိသတ်တွေမှတ်မိကြအောင်ပါပါအစောပိုင်းမှာတော့အဲ့ဒီဗီဒီယိုဖိုင်တက်လာချိန်မှာကလေးငယ်ပါဝင်နေရာကြောင့်လူအများစုရဲ့တနာကျင်နာစိတ်ကပစ္စည်းလာယူတဲ့အတော်ကြီးဒေါ်ရခိုင်မဘက်ကိုရောက်သွားခဲ့ပါတယ်ကလေးအတွက်မရှိလို့ခိုးရရှာတာဆိုပြီးတော့ပရိသတ်သမားတွေအလူရှင်တွေကနေတိမ်ပေါင်းရာနဲ့ချီပြီးတော့လူတန်းခဲ့ကြပါတယ် ပေမဲ့တစ်ဖက်မှာတော့ကိုယ်ဆိုင်ပစ္စည်းခိုးခံရလို့ဒေါသထွက်ပြီးစုံမမိခဲ့တဲ့ဆိုင်ရှင်မဝဝလိုင်းကတော့ရဲစခန်းမှာအမှုဖွင့်ခံရအဖမ်းခံရတဲ့ဒီဖြစ်ခဲ့ပြီးတော့ပြည်ကလေးရပိုင်းကပဲအမခံနဲ့ပြန်လွတ်လာခဲ့တာပေါ့သူရဲ့ဆိုင်လဲပိတ်ထားရပြီးတော့စီးပွားရေးလဲထိခိုက်နေနာခဲ့ရပါတယ်။ဒီလိုချင်းတွေမှာအခုတစ်စက္ကန့်ထလာတာကတော့အဲ့ဒီဖြစ်ဖြစ်ထဲမှာပေါဝင်သွားခဲ့တဲ့ကလေးငယ်ရဲ့မိခင်အရင်မှာပဲ ီကလေးမိခင်ကအခုသူမရဲ့သားလေးအတွက်တွေ့သားသူအထယ်ဆိုင်ဘက်ကနေနင်နာကြီးတောင်းဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ဆိုင်ရှင်မမောလိုင်ဘက်ကကလေးအတွက်ဆိုပြီးတော့နင်နာကြီးအဖြစ်ကျက်ဆယ်သိန်းကိုပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်။ဇလန်းကဒီမှာပဲပြီးတော့မယ်လို့အားလုံးကထင်ခဲ့ကြပါရယ်ဒါပေမဲ့မပြီးခဲ့ပါဘူးကလေးရဲ့မိခင်ကအဲ့ဒီဆယ်သိန်းကိုလက်ခံရရှိခဲ့ပေမဲ့ဒါဟာသူသားလေးကြုံတွေ့နေရတဲ့စိတ်ဒဏ်ရာနဲ့ရှင်ရယ်နဲလုံးနယ်လို့ဆိုလာပါရဲ့ရှင့် သူမပြောခဲ့ရကတော့သူ့ရဲ့သားလေးကအဲ့ဒီအဖြစ်အပျက်တွေကိုပြန်ပြီးတော့မြင်တွေ့လိုက်ရပြီးနောက်ပိုင်းညညဆိုရင်အိမ်မက်ဆိုးတွေမက်ပြီးတော့လန့်လန့်နိုးနေရလို့ဆိုပါရဲအဲ့ဒီလိုကလေးရဲ့ဖြစ်စဉ်ကိုသူမအနေနဲ့မိခင်တယောက်အနေနဲ့ရင်ကွဲမတက်ခံစားနေရပြီးတော့ဒီစိတ်ဓာတ်ရကစက်စဲသိင်းနေနဲ့လုံးဝမတန်ဘူးမကျေနပ်နိုင်ဘူးလို့ဆိုပါရဲ ကြောင့်သူမကဒီကိစ္စအတွက်ရှေ့ဆက်တရားဥပဒေကြောင်းအရဆက်လက်ဆောင်ရွက်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးတော့ဒီအတွက်အခုညရနိုင်ပုံကလေးတငယ်တွေရဲ့အရေးကိုအမြဲတမ်းရှေ့ဆုံးကနေကုညီဆောင်ရွက်ပေးလိမ့်ရှိတဲ့တရုတ်ဆောင်မင်းသမီးကျော်ခိုင်နှင်းဝေကိုတရားဝင်ဆက်တွေ့ပြီးတော့အခုညတောင်းခံလိုက်ပါတယ်သူမတောင်းဆိုတာကတော့မိမိခိုင်နှင်းဝေနေနေသူမရဲ့ဒါလီနဲ့နာမှုအတွက်အခုရထားတဲ့၁၀သိန်းထက်ပိုများတဲ့နှစ်နာချင်းငွေပမာဏကိုတွေ့တာသူဆိုင်ရှင်စီကနေရရှိအောင်ကူညီတောင်းဆိုပေးဖို့ ။နောက်ပြီးတော့ဖြစ်နိုင်ရင်လိုင်းသားရတွဲသားတို့စိုက်ပိုင်ရှင်မဝဝလိုင်းကိုတရားစွဲဆိုခြင်းနဲ့ဆိုပြီးတော့အကူအညီတောင်းခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုမျိုးကလေးမိခင်ကနင်နာကြီးထတ်တောင်းပြီးတော့တရားစွဲဆိုဖို့ဒီပြင်ဆင်လာတဲ့အခါမှာအွန်လိုင်းပေါ်ကလူအများစုရဲ့တုံ့ပြန်မှုကသူမဘက်မှာမရှိခဲ့ပါဘူးလူတွေကကလေးမိခင်ကအစကတည်းကသူ့ကလေးကိုပြစ်စည်းလာခိုးတဲ့အတော်ကြီးစီမှာတရက်ကျပ်နှစ်သောင်းနဲ့ငားရမ်းခဲ့ပြီးတော့အခုဒီဖြစ်ဖြစ်ကိုအခွင့်ကောင်းယူပြီးငွေထက်ညှစ်ချင်လို့ခန်နီဝေကွာဆွဲထည့်ပြီးတော့လုံနေရဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုနေကြပါတယ် ပို့ပြီးတော့ရှုပ်ထွေးသွားစီရကကလေးမိခင်ကအခုချိန်မှာပြည်စည်းယူခဲ့တဲ့အတော်ကြီးနဲ့သူနဲ့ကဘာမှမတော်ဆက်ဘူးလို့တရားဝင်ပြောဆိုလာတာပါဒါပေမဲ့အစောပိုင်းသတင်းတွေမှာတော့ဒီအတော်ကြီးကဒီကလေးကိုသူ့မြေးလို့ပြောခဲ့ရာကြောင်းဘသူစကားကအမှန်လဲဆိုပြီးတော့လူတွေကတော့မေးခွန်းထုတ်နေကြပါတယ်တကယ်တော့ဒီဖြစ်ပြမှာအလုံးကကိုယ့်ဘက်ကနင့်နာတယ်လို့ပြောနေကြချိန်မှာအလေကကလေးငယ်လေးကတော့တကယ်ကိုတနာစီရအဖြစ်ဆုံးမှသူ့ရဲ့နာမည်ကိုသုံးပြီးလူကြီးတွေကငွေကြေးအငင်းပွားနေကြတာပါပရိသတ်ကြီးတို့ရဲ့အမြင်ကရောဘယ်လိုရှိပါသလဲ ယ်။ကလေးမိခင်ရဲ့နင်းနာခြေထပ်တောင်းမှုတွေကတကယ်ပဲကလေးရဲ့စိတ်ထံရအတွက်လိုအပ်လို့လောက်တာလို့ထင်ပါသလား။ဒါမှမဟုတ်အခြေအနေကိုအခွင့်ကောင်းယူပြီးတော့ငွေညှိဖို့စူးစမ်းနေရဆိုတော့လူအများရဲ့အဝေးပံမှုတွေကအမှန်ကန်တယ်လို့ယူဆပါသလား။ခံနေဝင်နေတဲ့ဒီကိစ္စမှာဘယ်လိုပါဝင်ကူညီသင့်တယ်လို့ထင်ပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါဦးနော်။ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။